်မင်္ဂလာပါရှင်ကျမတော်ငုခတ်တာပါ TV ရုံးမြင့်တန်ကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါရမယ်မတ်လ28ရက်နေ့မြန်မာစံတော်ချိန်မွန်လွဲတနာရီဝန်းကျင်မှာအင်အား9.9 Richter scale ရှိတဲ့ငလင်ကြီးလှုပ်ခတ်ခဲ့တာကြောင့်လူထိခိုက်ဒေဆုံးမှုရှိခဲ့ပြီးသခိုင်းတရအစ်စ်ဖြတ်တန်းသွားလာခွင့်ပိတ်လိုက်တယ်လို့မြို့ကန်တွေစီကသိရပါဗျာ။ ငလင်ကျောက်တောတာပိုင်ရက်ကွက်မှာအထက်မြင့်တိုက်ပြူကြမှုကြောင့်လူနှစ်ယောက်သေဆုံးခဲ့ပြီးထိခိုက်ဒဏ်ရာရှိသူတွေလည်းရှိရလို့သိရပါဗျ။ငလင်ကျောက်သကိုင်းတရာအဟောင်းပြူကြခဲ့ပြီးသကိုင်းတရာအစ်စ်ရဲ့နယံလေးအပ်သွားတာကြောင့်နေ့လယ်နှနာရီဝန်းကျင်ကစပြီးတရာအစ်စ်ကိုဖျက်ဆီးသွားလာခွင့်ပိတ်လိုက်တယ်လို့မြို့ကန်တွေစီကသိရပါဗျ။စကိုင်းမြို့မှာငလေးလှုပ်ပြီးတဲ့နောက်မိုက်တာစင်ကတ်ကလွဲပြီးတခြားဖုန်းလိုင်းဆက်သွယ်မှုတွေလည်းပြတ်တောက်နေတယ်လို့သိရပါဗျ။ ဖုန်းလိုင်းအင်တာနက်လိုင်းအခက်ခဲကြောင့်သေဆုံးထိခိုက်သူတွေနဲ့ပတ်သက်တဲ့အခြေအနေအသေးစိတ်ကိုတော့ DV ကအတည်ပြုလို့မရသေးပါဘူး။ငလင်ဗဟိုချက်ဟာမြန်မာနိုင်ငံစကိုင်းမြို့နဲ့၁၂ကီလိုမီတာအကွာမှာဖြစ်ပြီးဘင်္ဂလားဒေ့ရှ်၊အိန္ဒိယ၊လာအိုထိုင်းနဲ့တရုတ်တို့မှလည်းထိခိုက်မှုတွေရှိခဲ့တယ်လို့သိရပါရဲ့ရှင်။ ရှမ်းပြည်နယ်တောင်ပိုင်းအောင်ပန်းမြို့မှာမတ်လ28ရက်နေ့မွန်းလွဲတနားရီလောက်ကအင်အားပြင်းတဲ့ငလေလှုပ်ခတ်သွားတာကြောင့်ဟိုတယ်အောင်ပန်းပြိုကျပျက်စီးသွားတဲ့အပြင်လူနှအူးသေဆုံးပြီးဟိုတယ်ဝန်ထမ်းတွေအပါအဝင်လာရောက်တဲခိုးတဲ့သူတွေပိတ်မိနေဆဲဖြစ်တယ်လို့ကနအူးသိရပါဗျ။ဟိုတယ်တစ်ခုလုံးပြိုကျသွားတာကြောင့်သေဆုံးသူ၂ယောက်လောက်ရှိနေတယ်လို့ကနအူးသိရှိရပြီးဟိုတယ်ဝန်ထမ်း9ယောက်အပါအဝင်ပိတ်မိနေတဲ့သူအယောက်20ဝန်းကျင်လောက်ရှိတယ်လို့လူမှုကေဆေးရေးလှုပ်ဆောင်ပေးနေသူတွေနဲ့ဒေသခံတွေစီကသိရပါဗျ။ လက်ရှိမှာတော့ကုညီကယ်ဆယ်ပေးရေးအဖွဲ့တွေကပေးမိနေသူတွေကိုကဲထုတ်ပေးနေကြပြီးထိခိုက်ဒဏ်ရာရှိသူတွေနဲ့ပေးမိနေသူတွေအများပြားရှိနိုင်သေးတယ်လို့သိရပါဗျ။ဒါပြင်ငလင်တန်းကျောင်းအောင်ပန်းမျိုးကတာမိုင်းခန့်ရွှေချမ်းသာဖရာရဲ့အုတ်တိုင်ပြိုကျသွားခဲ့ပြီးနေရီဆောက်ဦးတချို့လည်းထိခိုက်ပျက်စီးမှုတွေရှိတယ်လို့သိရပါဗျ။ မတ်လ28ရက်နေ့ဒီကနေ့မော်လယ်ပိုင်းကအင်အားရေတာစကေ9.8ရှိတဲ့အင်အားပြင်းငလင်တစ်ခုမြမပြည်တွင်းသခိုင်းမြို့အနီးကိုဗဟိုပြုပြီးလှုပ်ခတ်သွားတယ်လို့အမေရိကဘူမိဗေဒလေးလာရေးဌာနကထုတ်ပြန်ထားပါတယ်ရှင်။စကိုင်းမြို့အနီးကိုဗဟိုပြုပြီးအင်အား9.8ရှိတဲ့အင်အားပြင်းငလင်တစ်ခုလှုပ်ခတ်ခဲ့တာကြောင့်မြမပြည်အနှက်နေရအဆောက်အဦတွေပြိုတာလန်ဒါးတွေပြက်စီးတာအပြင်လူထိခိုက်သေဆုံးတာတွေလည်းရှိနေပါသေးတယ်။ ။ဘကိုးတိုင်းဖြူမြို့မှာလည်းငလင်ကြအဆောက်အဦပြိုကျတာတွေရှိခဲ့ပြီးလူထိခိုက်ဒေဆုံးတာပါရှိခဲ့ပါတယ်။ဖြူမြုပ်ဘူရာမြောက်ရက်ကွယ်ငလင်ကြောင်လူနေတလုံးရဲ့နေရဟာတစ်ဖက်နေဘက်ကိုပြိုကျခဲ့တာကြောင့်တစ်ဖက်အိမ်မှာရှိနေတဲ့မိသားစုဝင်6ယောက်ထဲက4ယောက်သေဆုံးခဲ့ပြီးတယောက်ဒဏ်ရာရရှိခဲ့ပါတယ်။သေဆုံးသူတွေဟာအထက်တန်းပြဆီယမတယောက်အပါအဝင်သူ့ရဲ့မိခင်မတ်နဲ့တူတော်ဆက်သူတို့ဖြစ်တယ်လို့သိရပါတယ်။ ဖြူမြို့အတွင်းကလင်ကြောင်မိသက်ရေစင်သက်တမ်းရေရုပ်ရှင်ရုံတို့အပါအဝင်အဆောက်အဦအများအပြားပြူကြပျက်စီးခဲ့တာတွေရှိသလိုလူသေးဆုံးမှုတွေလည်းထပ်ရှိနေသေးတယ်လို့သိရပါတယ်ရှင်။မတ်လ28ရက်နေ့မြန်မာစံတော်ချိန်12:51မိနစ်20စက္ကန့်အချိန်ကလှုပ်ခတ်ခဲ့တဲ့ငလင်ကြောင့်သခိုင်းမန္တလေးမကွေးနဲ့ရှမ်းပြည်နယ်နေပြည်တော်ပဲခူးတို့မှာငလင်တန်တင့်တဲ့နေရာတွေကိုအရေးပေါ်အခြေအနေဖြစ်စက်ကောင်စီကကြေညာလိုက်ပါတယ်။ ငလင်တန်တဲ့ဒေတာတွေမှာပျက်စီးဆုံးရှုံးမှုတွေကိုအလင်းမြန်ဆောင်စမ်းစစ်ဆေးတာကုညီကယ်ဆယ်ရေးလုပ်ငန်းတွေဆောင်ရွက်သွားမှာဖြစ်ပြီးလိုအပ်တဲ့သဘာဝပေးအန္တရာယ်ကုညီကယ်ဆယ်ရေးနဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေပေးသွားမယ်လို့လည်းထုတ်ပြန်ချက်မှာဖော်ပြပါရှိပါတယ်။ စစ်ကောင်စီကောင်းဆောင်မင်းအောင်လှိုင်ကလည်းငလင်တန်းကြောင့်ပျက်စီးဆုံးရှုံးသွားတဲ့နေရာတွေနဲ့ထိခိုက်ဒဏ်ရာရရှိသူတွေကိုတွားရောက်ကြည့်ရှုခဲ့ပါတယ်။စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ကောင်းဆောင်ဗိုလ်ချုပ်ဇော်မင်းထွန်းကလည်းဒီငလင်ဟာခမန်းချက်တွေအရဒီကနေ့ညနေ3နာရီလောက်ထိနောက်ဆက်တွဲငလင်များလှုပ်နိုင်ပါတယ်။ဒါကြောင့်ဘေးကင်းတဲ့နေရာမှာနေကြဖို့အရေးတကြီးတိုက်တွန်းပြောကြားလိုပါတယ်လို့ငလင်တန်းတဲ့နေရာတွေကိုအရေးပေါ်အခြေအနေထုတ်ပြန်ကြေညာရေးပြောဆိုခဲ့ပါသေးတယ်ရှင်။ အင်အားပြင်းထန်တဲ့ငလေလောက်ခတ်မှုကိုရန်ကုန်မြို့ကန်ပြည်သူတွေလည်းတည်တည်တသာခံစားခဲ့ရပေမဲ့ထိခိုက်ပျက်စီးမှုနည်းခဲ့တယ်လို့ရန်ကုန်မြို့ကန်တွေကပြောပါရယ်။ဒီကနေ့မွန်လယ်ပိုင်းမှာစကိုင်းမြို့အနီးကိုဗဟိုပြုပြီးအင်အားပြင်းထန်တဲ့ငလေလောက်ခတ်မှုကြောင့်တနိုင်ကလုံးအတိုင်းတာနဲ့ငလေတပ်ကိုခံစားခဲ့ကြပြီးမန္တလေးအောင်ပန်းစကိုင်းကရင်နီအမြက်လန်းနေရာတွေမှာတိုက်တွေပြူကြတာတွေလမ်းတွေပျက်စီးတာတွေတရားတွေပြူကြတာတွေနဲ့လူထိခိုက်သေးဆုံးမှုတွေဖြစ်ခဲ့ရပါတယ်။ ရန်ကုန်မြို့မှာတော့ငလင်ပေးတံအတွက်အစဉ်အဆက်တုံ့ပြန်မှုအရေးပေါ်တက်လှန့်ထားပြီးနောက်ဆက်တွဲငလင်လှုပ်ခတ်မှုကိုလည်းဒေသခံတွေစိတ်ပူနေကြတယ်လို့အင်းစိန်မြို့နယ်ကမိသက်တပ်ဖွဲ့ဝင်တအုပ်ကပြောပါရယ်။ရန်ကုန်မှာငလင်တံကြောင့်ပျက်စီးဆုံးရှုံးမှုမများပေမယ့်အခြေခံလူဒန်းစားတွေနေထိုင်တဲ့ရပ်ကွက်တချို့မှာတော့နေအိမ်တွေဟာပုံမှန်ထက်အနည်းငယ်ရွေးဆောင်တာမျိုးတွေဖြစ်ခဲ့တယ်လို့သိရပါရယ်ရှင်။ မြန်မာနိုင်ငံမှာမတ်လ28ရက်နေ့နေ့လယ်ကလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းငလျင်ကြောင့်ပြည်သူတချို့ထိခိုက်ဒဏ်ရာရှိခဲ့မှုတွေရှိတာကြောင့်အရေးပေါ်သွေးလိုအပ်တဲ့အခြေအနေတွေရှိနေတယ်လို့စစ်ကောင်စီကထုတ်ပြန်ပါတယ်။ငလျင်တဲ့တင်းခံခဲ့ရတဲ့အတွက်ပြည်သူအချို့သေဆုံးခဲ့ရတယ်လို့ထိခိုက်ဒဏ်ရာရှိတာတွေရှိတာကြောင့်စကိုင်းမန္တလေးနေပြည်တော်တို့ကပြည်သူစေုံတွေမှာအများပြားစီးကူတာခံယူနေရပြီးအရေးပေါ်သွေးလိုအပ်ချက်တွေရှိနေတဲ့အတွက်စေုံတွေကိုအမြန်ဆုံးဆက်သွယ်ပြီးသွေးလိုတန်းပေးကြဖို့ထုတ်ပြန်ချက်ကနေတိုက်တွန်းပြောဆိုထားပါတယ်။ စစ်ကောင်စီကောင်းဆောင်မြောင်းလိုင်းကလည်းငလင်ဘေးကြောင့်ပျက်စီးဆုံးရှုံးသွားတဲ့နေပြည်တော်မှာရှိတဲ့နေရာတွေနဲ့ထိခိုက်ဒဏ်ရာရရှိသူတွေကိုတွားရောက်ကြည့်ရှုခဲ့ပါတယ်။စစ်ကောင်စီတရင်ထုတ်ပြန်ရေးအဖွဲ့ကောင်းဆောင်ဖူချိုဇော်မင်းထွန်းကလည်းဒီငလင်ဟာခံမှန်းချက်တွေအရဒီကနေ့ညနေ3နာရီလောက်ထိနောက်ဆက်တွဲငလင်များလှုပ်နိုင်ပါတယ်။ဒါကြောင့်ဘေးကင်းတဲ့နေရာမှာနေကြဖို့အရေးတကြီးတိုက်တွန်းပြောကြားလိုပါတယ်လို့ပြောခဲ့ပါတယ်ရှင်။ မြန်မာနဲ့ထိုင်းမှာလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းငလှင်ကြောင့်ဘန်ကောက်မြို့ချတူချပန်းချံအနီးစောက်လက်ဆာအဆောက်အုံပြိုကျပြီးပိတ်မိနေတဲ့မြန်မာအလို့သမားတွေအယောက်40ထက်မနည်းရှိတယ်လို့သိရပါဗျ။ဇွဲတစ်တရင်ပေးပို့ထားပါတယ်ရှင်။မြန်မာနိုင်ငံစကိုင်းမြို့အနီးဗဟိုပြုတ်ပြီးလှုပ်ခတ်သွားတဲ့ပြင်းအား register scale 9.9ရှိတဲ့ငလှင်ကြောင့်ထိုင်းနိုင်ငံမှာလည်း match လ28ရက်နေ့လယ်ပိုင်းမှာငလှင်လှုပ်ခတ်ခဲ့ပြီးဘန်ကောက်မြို့ ချက်တူချက်ပန်းချံအနီးအထက်30ရှိဆောက်လက်ဆအဆောင်တစ်ခုလုံးပြိုကျပျက်စီးခဲ့ပါတယ်။ပြိုကျပျက်စီးခဲ့တဲ့အဆောင်တွင် site တစ်ခုမှာဆောက်လုပ်ရေးအလုပ်သမားတွေအယောက်90နီးပါးလောက်ကန်ပြီးမြန်မာလူသားအများဆုံးပါဝင်တယ်လို့သိရပါတယ်။နောက်ဆုံးသိတဲ့သတင်းကတော့ तू ကအခုပြိုကျတဲ့နေရာကတော့ဘန်ကောက်မြို့ဒီဟိုချက်တူးကြပေါ့နော်ချက်တူးကြဘန်ကောက်မြို့လေလို့လည်းပြောလို့ရတာပေါ့နော် အဲဒီပြိုကြတဲ့ထဲမှာဒီအလုသမား90ထဲမှာပေါ့အားလုံး43ယောက်ကဒီပြိုကြတဲ့တိုက်ထဲမှာပိတ်မိသွားတယ်နောက်ဆက်တွဲနောက်ဆုံးသိရတဲ့တိုင်းကတော့အလုသမား90အဲ့ထဲမှာလှုပ်လှုပ်ကင်နေတယ်အဲ့ထဲမှာတချို့ကထွက်ပြေးလာတာမှီတယ်43ယောက်ကတော့အဲ့တိုက်ပြိုကြတဲ့ထဲမှာပိတ်မိသွားတယ်ပါသွားတယ်ပေါ့နော်အခုလိုမျိုးဒီငလင်တန်ကြောင့်တဘာဝဘေးတန်ကြောင့်ဒီတိုက်ပြိုကြမှုထဲမှာပါသွားတဲ့သူတွေကိုကယ်ဆယ်ဖို့အားထိုင်းဆိုးအဘက်ကတော့အခုလက်ရှိစတင်လှုပ်ဆောင်နေနေပြီပေါ့နော်အခုကတော့ကယ်ဆယ်ဖို့ကိစ္စတွေသူတို့လှုပ်ဆောင်ပေးမှသိကြပါတယ် တေဆုံးသည်စင်းရင်နေမတိရသေးဘူးလောကယ်ပြိုကြတယ်မှာပိတ်မိတယ်စင်းရင်ပဲဒါပြောထားတာပေါ့နော်ဒါပေမဲ့တိုက်ကြီးကလုံးဆောင်ပြိုကြသွားတာဆိုတော့ဟိုအနေရတော့များတာပေါ့နော်ထိုင်းရမြန်မာလူသမားကြီးကိုကြီးပေးနေတဲ့ AAC မဟာမိတ်အဖွဲ့ကငလင်တန်းကြောင့်ပြိုကြပျက်စီးခဲ့တဲ့ချက်တူချက်ပန်းချံအနီဆောက်လက်ဆောက်အဆောက်အုံစီကိုမတ်လ28ရက်ညနေပိုင်းမှာတွားရောက်စုံစမ်းနေတယ်လို့ဆိုပါတယ် ငလင်လောက်ခတ်မှုကြောင့်အဆောင်ပြိုကျမှုကနေထွက်ပြေးလွတ်မြောက်လာတဲ့အလို့သမားတချို့နဲ့မိသားစုဝင်နဲ့တွေ့ဆုံကပိတ်မိပြဆုံနေတဲ့မြန်မာလူသမားတွေရဲ့အခြေအနေတွေကိုတွားရောက်မေးမြန်းနေတယ်လို့ဆိုပါရစေ။ဒီတဲ့နေပိတ်မိနေတယ်ဆိုပြီးတော့ပြောလို့အဲ့ကမြန်မာမိသားစုပါတယ်ကျွန်တော်တို့လည်းအဲ့နေရာတွားနေတယ်ဗျ။ဒီ၃နာရီနောက်ပိုင်းမှာနောက်တစ်ချိန်ထပ်ပြီးတော့တော့မယ်ဆိုတော့ဆက်ရုံအလုပ်ရုံကိုပိတ်ခံရတယ်။အခုဒီ chain ဆိုရဘက်ကပေါ့နော်။ အလုတ်သမားလေးအကုန်လုံးကိုအလုတ်ယုံအားနဲ့ပြောကျွန်တော်တို့အကုန်လုံးအလုတ်လုတ်ခိုင်းတာပေါ့နော်ညနေ9:00နာရီကျုပ်ကအလုတ်တွေလွှတ်ပေးပါသူတို့နောက်တစ်ချိန်ပြန်ပြီးတော့ဖြစ်မယ်ဆိုတော့ခုအလုတ်ယုံဆက်ယုံဒီចောင်းကြီးအကုန်လုံးចောင်းသားတွေကိုပြန်ဆွတ်နေတာပေါ့ဗျာကျွန်တော်တို့ခုလက်ရှိက42ယောက်တည်းမှာမြန်မာအများစုပါတယ်ပဲသိရတယ်ဟုတ်တယ်သိရတယ်ယောက်40ကျော်အဆက်အသွယ်ပြတ်နေမြန်မာပြည်တွင်းစကိုင်းမြို့အနီးကိုဗဟုပြုပြီးမတ်လ28ရက်နေ့လပိုင်းမှာအင်အား9.9ရှိအင်အားပြင်းငလင်းတစ်ခုလောက်ခတ်သွားကြောင်း မရိကဘူမိဗေဒလေးလာရေးဌာနကထုတ်ပြန်ပါတယ်။အင်အားပြင်းကလင်တန်းကိုမန္တလေးရန်ကုန်နေပြီးတော့တောင်ချီစတဲ့မြို့တော်တော်များများမှာတည်တည်တသာခန်းစားခဲ့ရပြီးငလင်ကြောင့်တေဆုံးသူဒါဇင်နဲ့ချီရှိနေကထိခိုက်ပျက်စီးမှုတွေလည်းအများပြားရှိနေတယ်လို့ကနအူးသိရပါတယ်။ငလင်ဘ ਹੁ ကြဟာမြန်မာနိုင်ငံစကိုင်းမြို့နဲ့7ကီလိုမီတာกว่าဖြစ်ပြီးစကိုင်းမှာစကိုင်းတရာဟောင်းပြိုကျပျက်စီးခဲ့ပါတယ်။အင်အား9.8ရှိတဲ့ငလင်ကြီးလုခတ်ပြီးတဲ့နောက်ဘင်္ဂလားဒေ့ရှ်၊အိန္ဒိယ၊လာအို ထိုင်းမြန်မာနဲ့တရုတ်တို့မှတက်ရောက်ခဲ့ပါတယ်ခင်ဗျာကျွန်တော်ဇွဲတက်ပါမကွေးတိုင်းငဖဲမြို့နယ်လိုင်ရွာကိုမတ်လ25ရက်နေ့မွန်လဲတနားရီလောက်ကစစ်ကောင်စီတပ်က drone နဲ့ပုံကျဲတိုက်ခိုက်ခဲ့တာကြောင့်စစ်ပေးဆောင်ပြည်သူတယောက်သေဆုံးခဲ့ပြီးတယောက်ဒဏ်ရာရရှိခဲ့တယ်လို့စစ်ပေးဆောင်အရေးကူညီပေးနေသူတွေစီကသိရပါဗျ။ စစ်ကောင်စီတပ်ကဒရုန်းနဲ့ဖုံးကျဲတိုက်ခိုက်ခဲ့တာကြောင့်ဗဘဲကြီးရွာကနေစစ်ပေးဆောင်ရောက်ရှိနေတဲ့အသက်40အရွယ်ချဲမျိုးသားဦးရွှေသိန်းဟာနေရာမှာတေဆုံးခဲ့ပြီးအသက်50အရွယ်ဒေသခံဦးမိုင်ခန့်ဟာလက်ကျိုးဒဏ်ရာရရှိခဲ့လို့သိရပါဗျာ။ အမ်ဘရန်ကားလမ်းပေါ်ကရခိုင်ရိုးမပေါ်မှာရှိတဲ့နေရီကန်စစ်တပ်စခန်းကနေ drone လွှတ်ပြီးတောင်ကြီးမှာရှိတဲ့လိုင်ရွာကိုဘုံခုနှလုံးရှစ်လုံးလောက်ကျဲချခဲ့တာကြောင့်လိုင်ရွာဒေသခံတယောက်ကဒဏ်ရာရပြီးတခြားရွာကနေစစ်ပေးဆောင်လာသူတယောက်ကတော့ဆုံးသွားတယ်လို့စစ်ပေးဆောင်ရေးကူညီပေးနေသူတယောက်ကပြောပါရယ်ဖေဖော်ဝါရီလ24ရက်နေ့ကလည်းငဖဲမြို့နယ်လင်းတဲကြီးရွာကိုလေနဲ့ဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်အမျိုးသား2ယောက်သေဆုံးခဲ့ပြီးကလေးငယ်တွေအပါအဝင်10ယောက်ထပ်မံတဲ့ဒဏ်ရာရရှိခဲ့တယ်လို့သိရပါပါတယ်ရှင်။ TV ရုံမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ကြတာပါ ကျမတို့ငုခတ်တာပါကျေးဇူးတင်ပါတယ်ရှင်